ားလုံးပဲမင်္ဂလာပါရှင်။ခွန်အားချန်နယ်လေးမှာကြိုဆိုပါရစေ။အားတော့ဆက်ဖက်သူနီနီပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့စိုင်းစရာထင်းထင်းဘာသာမြန်ရေးသားထားတဲ့မေတ္တာရှင်မာလီပေါ်လီယာနာအပိုင်း၁၁ဂျင်းဘီမေရောက်လာခြင်း သူနှစ်ပင်ဩဂုတ်လရောက်လာသည်ဩဂုတ်နှင့်အတူမမျှော်လင့်သောအရာများအပြောင်းလဲများလည်းပါလာသည်တကယ်တော့ဤအရာများသည်တခုမှနန်းစီဖို့တော့မဆန်းချီနန်းစီသည်ပိုလီယာနာရောက်ကလေးကမမျှော်လင့်သောအရာများနှင့်အပြောင်းလဲများကိုရှာကြည့်တတ်နေပြီဖြစ်၏ရှေးဦးစာရောက်လာသည်က ကြောင်ကလေးပိုလီယာနာသည်အိမ်နှင့်မလမ်းကမ်းလမ်းပေါ်တွင်တနားစပွဲကြောင်ကြောင်မြင်နေသောကြောင်ကလေးကိုတွေ့သည် အနီးနားရှိအိမ်များသို့ဒေသဆိတ်ဆက်စွာလိုက်လံမြင်းမြန်း၍ပန်းရှင်ကိုရှာမသိတော့ခါပေါ်လီယာနာသည်ကြံကလေးကိုအိမ်သို့ယူလာလေသည်အိမ်ရောက်တော့သူ့အတော်အားပန်းရှင်ရှာလို့မတွေ့တော့တမိဝမ်းသာသွားတယ်တမိကတွေ့ကလေးကအိမ်ခေါ်လာချင်တာတမိကကြောင်စုတိတ်ချစ်တာအန်တီကလည်းဒီကြံကလေးကိုမွေးရတာဝမ်းသာမှာပဲဆိုတာတမိသိပါတယ်ဟုဝမ်းသာအားရစိတ်ချလက်ချပြောပြနေ၏ ဒေါ်ပေါ်လီသည်ပေါ်လီယာနာ၏ယဉ်ခွင်ဝယ်ပွေပိုက်ထားသောစိတ်ညစ်စရာပန်းရှင်မဲ့ကြောင့်များကလေးကိုကြည့်ပြီးတကိုယ်လုံးတုံသွားအောင်ပင်မနှင်းမြုပ်ဖြစ်ရရှာ၏ဒေါ်ပေါ်လီသည်ကြောင်မချစ်တဲ့ကြောင်လက်လက်ဝဝတန်းတန်းဆင်ဆင်ကလေးများကိုတော့များမချစ်တဲ့ပေါ်လီယာနာညိကောင်ကလေးကညစ်ပတ်လိုက်တာနားလဲနာနေဟန်တူပါတဲ့ဝဲတွေနဲ့အလှတွေနဲ့အေးပေါ်လီယာနာကကြောက်လန့်နေသောကြောင်ကလေးကိုကြည့်ကာတိယုတ္တိယပုတ်တဲ့ရင် သိပါတယ်အန်ဒီကြောင်ကလေးကတနာစီယာသူ့ကိုမွေးမယ်ဆိုတာ तू မသိရှာသေးလို့ပါဟုပြောတော့ဒေါ်ပေါ်လီက तू လည်းမသိဘူးဘသူမှလည်းမသိဘူးဟုအတိတ်ပဲတစ်မျိုးနှစ်ဆုလိုက်သည်သို့တော့ပေါ်လီယာနာကသူ့တော်ဘာဆိုလို့ဒီကိုမသိအတိတ်ပဲအောက်လွဲကသိကြပါတယ်အန်ဒီရဲ့ပန်ရှင်ရှာမတွေ့ရင်တမီးတို့မွေးမယ်ဆိုတာလူတိုင်းကိုပြောခဲ့တာအန်ဒီပေါ်လီလည်းကြောင်ကလေးရတာဝမ်းသာမှာပဲဆိုတာတမီးသိပါတယ်နော်တနာစီယာတကောင်နဲ့အကောင်ကလေးရဲ့ဟုပြောနေလေ၏ တော်ပေါ်လီကတစုံတစ်ခုကိုပြောလိုက်ရန်ဗဇက်ကိုပြင်လိမ့်မိတော်လဲအလက်ကားပင် ပေါ်လီယာနာရောက်ကလေးကသူ့မှာမကြခဏဆိုသလိုပင်ဘာလို့ရမှန်းမသိအောင်ဖြစ်ခဲ့ရသည်ယခုလည်းဖြစ်ရပြန်ပြီအန်တီပေါ်လီတမိကိုတော်ယူမွေးသေးတာပဲအခုလိုနေစရာမရှိလို့တလဲလဲဖြစ်နေရှာတဲ့ကြောင်ကလေးကိုလည်းပြစ်ထားရမှာမဟုတ်ဘူးဆိုတာတမိသိပါတယ်မစ္စတာဘိုကတော့တမိကအမေခွင့်ပြပါမလားမေးလို့တမိကအဲ့ဒါလို့ပြောခဲ့ရသေးတယ် ။တမိကမှထောက်ပံ့ရင်အတင်ကမိမကြီးတွေရှိသေးတာ။ကြောင်ကလေးကဘသူမှရှိတာမဟုတ်ဘူးလေ။အန်တီလည်းအဲ့တလူအောင်မေ့မှာပဲဆိုတာသိပါတယ်ဟုဆိုကပျော်ရွှင်စွာထွက်ပြေးလေ။ဒေါ်ပေါ်လီကဟဲ့ဟဲ့ပေါ်လီယာနာငါခွင့်မပြုဘူးဟု။အော်၍တားမြစ်လိုက်သေးတော်လေ။ပေါ်လီယာနာကမိဝကန်းဘက်သို့ပြေးဒီမှာလန်တဝက်သို့ပင်ရောက်နေပြီ။မမနန်စီမမနန်စီဒီမှာကြည်စမ်းချစ်စရာကြောင့်ကလေးအန်တီဘော်ဒီက သမီးနဲ့အတူမွေးစားထားမယ်လို့ စာဖတ်ခန်းထဲတွင်ကြံ့ရစ်သောဒေါ်ပေါ်လီကြောင့်ဆိုးလျင်မုန်းတက်သောဒေါ်ပေါ်လီမှာစိတ်ပြက်လက်ပြက်ကလေးထိုင်းမှပြစ်ချိုင်ချလိုက်မိရှာသည်သူမှာကန့်ကွက်ဖို့ပင်အင်အားမရှိတော့နောက်တရက်မှာတော့ဒေါ်ပေါ်လီယာနာသည်ကြံကလေးထပ်ပင်ညစ်ပတ်၍ခြေကွဲပွဲဖြစ်နေသောခွေးကလေးတစ်ကောင်ကို ပြလာပြန်သည် ပေါ်လီယန်နာကတင့်မတင့်ကိုစဉ်းစားရမနေတော့ပဲအနှင်းသဖြင့်ကောင်းခင်ကကြက်လာသည်မဟာကယုဏရှင်မကြီးအဖြစ်ရက်တီကကြောင်ထက်ပင် ခွေးကိုယွန်းတတ်သည့်ဒေါ်ပေါ်လီမှာအံ့အားသင့်လျက်ဤတချိန်လဲကန့်ကွက်ဖို့ပင်အင်အားမရှိတော့အောင်ဖြစ်ရကြပြန်သည်တို့ရတွင်တင်းငွေတွင်တစ်ပတ်မှမကြာမီတနေ့တွင်ပေါ်လီယန်နာစုပ်စုပ်ပြက်ပြက်ဖြစ်သောကြောင်ကလေးတစ်ကောင်ကိုခွေးကလေးကြောင်ကလေးနှင့်အတူစောင့်ရှောက်ရန်အိမ်သို့ခေါ်လာပြန်တော့ဒေါ်ပေါ်လီမှာမပြောဘဲမနေနိုင်တော့ ဖြစ်ပုံမှာဤသို့တည်တခုတော့တာယာတိကြတာပြီးနေနေနဲ့တွင်ပေါ်လီယာနာသည် မစ္စတာစနိုးတန်သို့နောင်ကလေးချတောက်ပေါင်းချေလီတွားပို့ရလီသည်မစ္စတာဇွန်နှင့်ပေါ်လီယာနာတို့မှမဟာမိတ်ဆွေကြီးများဖြစ်နေကြပြီဖြစ်၏သူတို့စပီခင်မင်လာတီမှာပေါ်လီယာနာတတိယအကြိမ်အလဲရောက်စင်ကဖြစ်၏ပေါ်လီယာနာက မစ္စတာစနိုးအားကစားနည်းအကြောင်းပြောခဲ့သည် ောက်တစ်ခေါက်ကဖြစ်၏ယခုမစ္စတာစရိုကိုနာဤကစားနည်းကိုပေါ်လီယာနာနှင့်ကစားနေပြီဖြစ်သည်တကယ်တော့သူသည် ကောင်းကောင်းတော့မကစားတတ်သည်အရေရာတိုင်းမှာဝမ်းနည်းရကြီးရလာခဲ့၍ယခုအခါတွင်ဘာအတွက်ကိုဝမ်းသာဖို့မလွယ်မှန်းရှိလေသည်သို့တော့ပေါ်လီယာနာ၏ရှင်လန်းအားရတင်ပြပေးမှုနှင့်မှားယွင်းလျင်ပျော်ရွှင်စွာရည်ရည်ပြင်ပေးမှုကြောင့်အတော်တိုးတက်လျက်ရှိ၏ ယနေ့ပင်ရင်သူကဂျယ်ရီတောင်းတနေ gait ပိုလီယာနာနွားကလေးချက်တော့ပေါင်းဂျယ်ရီယူလာသည်ကိုသူကဝမ်းသာသည်ဆို၍ပိုလီယာနာမှာအကြီးကျယ်ဝမ်းမြောက်ရသည်သည်တကယ်တော့အင်ရှိအဝန်တကားနိုင်မီလီကပိုလီယာနာအားဖုန်းကြီးအိမ်ကဂျယ်ရီမျိုးပင်ဇလုံကြီးနှစ်တခုပို့ထားသည်ဟုပြောလိုက်သည်ကိုမစ္စတာစနိုးမသိကြပိုလီယာနာ၏အကြောင်းကိုစဉ်းစားနေစဉ်မှာပင်ကောင်ကလေးကိုရုတ်တရက်တွေ့ခြင်းဖြစ်လေသည် ကံကလေးသည်လမ်းဘေးတွင်စိတ်ပြက်လက်ပြက်ထိုင်လျက်လက်ထဲကမောင်းချတားနှင့်တက္ကန်တစ်ခုကိုရည်ရွယ်ချက်မရှိဘဲလှီးလျက်ရှိသည်ပေါ်လီယာနန်းကပြုံးလဲဟေ့ကောင်လေးဟုနှုတ်ဆက်လက်၏ကံကလေးကတစ်ချက်မော့ကြည့်လိုက်ပြီးချက်ချင်းပင်မျက်နှာလွှဲသွားလေသည်ပြီးမှဟေ့ကောင်မလေးဟုမပွန့်တွင့်ပြန်နှုတ်ဆက်လိုက်သည်ပေါ်လီယာနာကရည်လိုက်သည်ထို့နောက်သူရှိတွင်ရက်ကနှင့်ကြည့်ရတာနွားကလေးချစ်တော့ပေါင်းကျယ်လီစားရလို့တောင်ဝမ်းသာမဲ့ပုံမရှိပါလားကောင် ကောင်ကလေးကအလှုပ်လှုပ်ရွရွဖြစ်လာကပိုလီယနာအာအာတင်သူတို့လက်ကြည့်ပြီးလက်ထဲကတိတ်ခိုင်းကလေးကိုသူ့ဤအသွာကျိုးနေသောမောင်းချဓာတ်ခတ်တုံတုံဖြင့်ဆက်၍လှိနေ၏ပိုလီယနာကခဏဆိုင်နေပြီးသူ့အနီးမှမြက်ပေါ်တွင်ကြကြနာနာထိုင်ချလိုက်၏ပိုလီယနာကသူသည်ထောက်ပံ့ရေးအသင်းကမိမကြီးများနှင့်နေနေကြဖြစ်၍မရှိလေကိစ္စမရှိပါဟုပြောခဲ့တော်လဲတကယ်တော့သူသည်ရွယ်သူအဖေါ်ကိုတစ်ခါတစ်ခါတော့တောင်းတမိတတ်သည် ထို့ကြောင့်ဒီကောင်ကလေးနဲ့တော့မိစိတ်ဖြစ်အောင်လှုပ်တော့မည်ဟု ပိုင်ဖြတ်ထားလိမ့်ချင်းဖြစ်၏။ငါနမီကပိုလီယာနာဝတ်တီးရတဲ့နိနမီကရောဟုပိုလီယာနာက ချို့သားစွာစသည်။ကောင်ကလေးကအင်္ဒရီမရအောင်လှုပ်ရှားလာပြန်သည်။သူသည် ထားတော့မည်ပြုပြီးမှပြန်ထိုင်သည်။ဂျင်မီပင်ဟုသူ့နမီကိုမပွန့်တမွန့်မပြောခြင်းပြောခြင်းပြောသည်။ ကောင်းတယ်ကဲငါမိတ်ဆက်လို့တော့ပြီးပြီနင်ကတော့မိတ်ဆက်တာငါဝမ်းသာတယ်တချို့ကတော့မဆက်ဘူးတိလားငါကဒေါ်ပေါ်လီဟဲရင်တန်ရဲ့အိမ်မှာ နေတယ်နင်ကောဗမာမမနေဘူးဗမာမမနေဘူးရဲ့လို့ဟဲဘယ်ဖြစ်မလဲလူတိုင်းဟာတနေရာမှတော့နေရတာကြီးပေါ့အေးငါကတော့မနေဘူးအခုပြောတာပေါ့ဟာငါကနေရာအစ်လိုက်ရှာနေတာဟင်အဲ့ဒါကဗမာလေးကောင်ကလေးကသူ့ဟာမနေမျိုးဆိုစိုက်ကြည့်နေပြီးမှ အဘဟာဘာလဲဆိုတာသိရင်ငါလိုက်ရှာနေပါမလားဟာပေါ်လီယာနာကခေါင်းကိုဆက်ခနဲ့မော့လိုက်သည်ဤကောင်ကလေးစီကောင်းသည့်ကောင်ကလေးမဟုတ်ပြီးတော့သူ့ကိုအသေးဆိုသည်ကိုလည်းမကြိုက်သို့တော်သူသည်သူနှင့်ရွယ်တူအဖော်ဖြစ်သည်နေအရင်ကပမာနေလဲပေါ်လီယာနာကမေးပြန်သည်ဟာ နေအမေးဆန်းထူလာကြည်လားကောင်ကလေးကစိတ်မရှိသလိုတက်ပြင်းချရင်ဆုလိုက်သည် မေးရတာပေါ့ဟဲ့နင်ကြောင့်ဘာမှမမသိရတာပဲနင်ကစုံအောင်ပြောရင်ငါတလောက်မေးစရာမလိုဘူးပေါ့ဟုပိုလီယာနာကတင်းငိမ့်စွာပြန်ချီသည်ကောင်လေးကတူတောင်းစာရည်လိုက်သည်သူဤပုံမှာတိတ်ဟဲပပတ်မဟုတ်ဦးចောင်းចောင်းဖြစ်၏တို့တော့သူဤတခြင်းစကားပြောတော့သူမျက်နှာမှာအနှဲငယ်ချူ၍လာလေသည်เออถ้าဖြင့်ငါပြောမယ်နားထောင်ငါနှမီကဂျင်မီပင်အသက်7နှစ်ကျော်လို့7နှစ်17နှစ်ထဲရောက်နေပြီ မနစ်ကမိဘမဲ့ចောင်းကလေးများကိဟာကိုရောက်လာတယ်ဒါပေမဲ့အဲ့ဒီမှာခလေးတွေတိတ်များလို့ငါနေဖို့နေရာမရှိဘူးငါ့ကိုလည်းပဲဘယ်သူမှဘတော်မှမလိုချင်ကြဘူးငါကလည်းမယုံဘူးဒီတော့ငါထွက်လာခဲ့တယ်တခြားနေရာရသွားနေမယ်အခုထိတော့မတွေ့သေးဘူးငါကအိမ်တိုင်အိမ်မှနေချင်တာရိုးရိုးအိမ်ပေါ့တိလာပေါ့ဘောဓာအုပ်တွေဘာတွေမလုပ်ပဲအမေနဲ့ဘာနဲ့ပေါ့အိမ်ရှိရင်အိမ်သားတွေရှိတာပဲငါ့မှာအဖေသေးကလေးကအိမ်သားတွေရလို့မရှိတော့ဘူးဒါကြောင့်ငါလိုက်ရှာနေတာ လေးအိမ်တော့ဆန်းပြီးပြီဒါပေမဲ့သူတို့ကငါ့ကိုမလိုချင်ဘူးငါကအလုပ်လုပ်ပါမယ်လို့တော့ပြောတာပဲပေါ့ကဲနေသိချင်တာဆုံးပြီလားဟုတ်လျှောက်ပြောလာခဲ့တော့ကောင်ကလေးဤအတန်သည်နောက်ဆုံးနာကြတော့အကွဲလေးရှိအေးဟဲဒုက္ခပါပဲဟုပေါ်လီယာနာကကိုချင်းစာနာစိတ်ဖြင့်ပြောလိုက်သည်ဘယ်သူကမှနင့်ကိုမလိုချင်ဘူးတဲ့လားဟုလည်းမေးသည် ။နောက်အေဟဲနိစိတ်ထဲကဘလို့နေမယ်ဆိုတာငါသိပါတယ်။ငါလည်းငါပေဆုံးပြီးတော့ထောက်ပံ့ရင်အသင်ကမိမကြီးတွေကလွှဲလို့ဘယ်သူမှရှိတာမဟုတ်ဘူး။နောက်အန်တီပေါ်လီကသူယူပါမယ်ဆိုလို့ဟုတ်ပြောကပေါ်လီနာယာနာက သူစကားသူရက်လိုက်သည်။သူမျက်နှာပေါ်တွင်ကအန်အောဘွယ်ကိစ်စိတ်ကူးတစ်ခုပေါ်လာသည်အရေးအောင်များကိုပြလျက်ရှိသည်။ အိုနင့်အဖို့တင့်တော်တဲ့နေရာကိုငါသိပြီငါတို့အန်တီပေါ်လီကနင့်ကိုမွေးစားမှာပဲသူမွေးမှာပဲငါကိုတော့ယူမွေးသေးတာပဲမဟုတ်လားငါဘွားတို့ငဝတို့လည်းသူတို့ကိုဘသူမှချစ်မဲ့သူမရှိလဲဘဲမှလည်းတွားစရာမရှိတဲ့ဘဝကနေပြီးခေါမွေးတက်သေးတာပဲသူတို့ကအကြောင်းကလေးခွေးကလေးတွေပဲဟာဟုတ်ပြီအန်တီပေါ်လီနင့်ကိုလက်ခံမှာပါတို့အန်တီပေါ်လီကဘလောက်ကောင်းနေတနာတက်တယ်ဆိုတာနင်မသိဘူးနော်ဂျင်မီဤ တည်တည်တော်မျက်နှာကလေးဝန်းလက်လာပြီးအင်းရေနေဟလက်ခံမလန်တဲ့လားငါအလုပ်လုပ်မယ်တိလားငါအားလဲတန်ပါတယ်ဟုဆိုက သူအယိုးပေါ်အည်တင်လက်မောင်းပိတ်ပင်ကလေးကိုမြောက်ပြသည်လက်ခံမှာဘောဟငါအန်တီဘော်ဒီကငါမင်မင်မရှိတော့တဲ့နောက်ကဘာပေါ်မှာအကောင်းဆုံးအန်တီဟာတိလားပြီးတော့နေရာလဲအကျယ်ကြီးအများကြီးဟုပြောရင်ထာယာမထားလိုက်ပြီးကောင်ကလေးလက်ကိုဆွဲကအင်ကြီးကလည်းတကယ်အရာမအင်ကြီးဒါပေမဲ့ ်ပေါ်လီယာနာကကောင်ကလေးကိုဆွဲ၍အပြေးကလေးသွားရင်စိုးရင်ပူပန်ဟန်ဖြစ်ဒါပေမဲ့နင်းအထက်ကိုခန်းမှာအိတ်ချင်အိတ်ရမယ်ငါလည်းအဲ့ဒီအထက်ကိုခန်းမှာအိတ်ရတာပဲဒါပေမဲ့အခုချင်းစကားတွေတက်ပြီးပါပြီတိတ်လည်းမအိုက်တော့ပါဘူးခြေထောက်မှာယောဂပိုးတွေပါတဲ့ရင်ကောင်တွေလည်းမဝင်တော့တော့ပါဘူးအဲ့ဒီအကြောင်းနင်းသိလားသိကောင်းတာပဲဟဲ့နင်ကောင်းရင်အေးလေနင်ဆိုရင်နင့်ကိုလည်းအဲ့ဒီစာကိုပေးဖတ်ခြင်းပေးဖတ်မှာပါပြီးတော့ နေ့မှလည်းမိနာပေါ်မှာမှဲကြောက်တွေနဲ့ပဲမှန်မှမရှိတာနေလဲဝမ်းတာမှာပါပြီးတော့အပြင်ကပကြီကားကလည်းနေရန်ချိတ်ထားတာနဲ့ပူလှတယ်အဲ့ဒီတော့နေအဲ့ဒီအခန်းထဲအေးရလဲကိစ္စရှိမှမဟုတ်ပါဘူးဟာငါသိပါတယ်ပေါ်လီယာနာဒီပြင်းရင်ပြောလာရမှမောရွေစကားပြောရက်လက်ဤဂျင်မီပင်ကချင်းမွန်အန်အော်တဖြစ်တကယ်ပဲကွာပြင်းရင်ဒီလောက်စကားပြောနိုင်တဲ့လူဆိုရင်တော့ဘာမှထောက်မေးစရာမလိုဘူးပေါ့ဟုဆိုသည် ပေါ်လီယာနာကရည်လိုက်သည်လေလေဘလို့မဆိုနင်ဝမ်းသာလို့ရတာပေါ့ငါစပြောစကားပြောနေတော့နင်ကိုနင့်ဖို့နင်ပြောဖို့မလိုဘူးပေါ့အိမ်တို့ရောက်တော့အခါပေါ်လီယာနာသည် မဆိုင်မတော့ပင် သူ၏အဖို့အားအံ့အားသင့်နေသည် သူ့အတော်ရှေ့ရောက်ခေါ်ဆောင်သွားလေ၏အန်တီပေါ်လီရဲ့ဒီမှာကြည့်ပါအောင်အန်တီပေါ်လီအတွက်ငပွားတို့ငဝါတို့ထက်မွေးဖို့အများကြီးကောင်းတဲ့တကယ်ကောင်းလေးတယောက်ရလာခဲ့တယ်လေ ူကအဆဆိုရင်အထက်ကိုထမ်းနဲ့အိရလည်းကိစ္စမရှိဘူးတဲ့တိလာအလုပ်လည်းလုပ်ပါမယ်တဲ့ဒါပေမဲ့တမိတော့တမိနဲ့ကစားဖို့လိုချင်လို့ဒေါ်ပေါ်လီမျက်နှာမှာတွေးဆသလိုဖြူဖက်ဖြူရဖြစ်ပြီးမှတဖန်ရက်တက်လာ၏ပေါ်လီယာနာပြပြတီကိုသူကောင်းစွာနားမလဲသို့တော့အကုန်လားနားလည်ဖို့မလိုပါပေါ်လီယာနာဒါပါသဘောလဲဒီညင်းညက်ပက်ပက်ကောင်းကလေးကဘသူလဲဘဲကတွလာတာလဲဟုတင်းတင်းမာမာမေးလိုက်သည် ညညပပကံကလေးသည်နောက်သို့ချီတလန်းဆုပ်လိုက်ပြီးတကားစီသို့ကြည့်လိုက်၏ပိုလီယာနာကရှင်မျိုးစာရေးလိုက်သည်အော်တမီးကလည်းမေ့နေလိုက်တာသူ့နာမည်ကိုမပြောမိဘူးလေတမီးလည်းလူကြီးလိုဖြစ်နေပြီအဲအဲသူလည်းပဲညညပပနော်ကံကလေးကိုပြောတာလေငါပွားကြီးငါဝါတို့ယူလာတော့ငါလိုပဲပေါ့ဒါပေမဲ့သူတို့လိုပဲရေလေးပါလေးချုပ်ပေးလိုက်ရင်ကောင်းသမှာပေါ့အိုးတမိမေးပြန်ပြီးသူ့နာမည်ကဂျင်ဘီမင်းတဲ့ ်အန်တီပေါ်လီဟုရင်းငါပြောပြန်သည်အင်းသူကဒီမှာဘာလို့မလို့လဲဩအန်တီပေါ်လီကလည်းအခုပဲပြောပြီးတယ်ဟုဆိုကသူ့မျက်လုံးများမှာအံ့ဩသောအမူအရာဖြစ်ပြုလျက်အန်တီဘိုလေတမိခေါ်လာတာသူလဲဒီမှာနေရတာပေါ့တိလာသူကအိမ်တို့အိမ်သားတွေတို့လိုချင်တာတဲ့တမိကအန်တီတမိပေါ်မှာရောငပွားတို့ငဝါတို့ပေါ်မှာရောဘလောက်ကောင်းနေဆိုတာပြောပြလိုက်တယ်လီသူကလေကြောင်ကလေးခွေးကလေးတွေထက်တောင် ကောင်းသေးတာမဟုတ်လား န်တီကသူ့အပေါ်မှာလည်းကောင်းမှာပဲဆိုတာတမိသိပါတယ်။ဒေါ်ပေါ်လီဒီကလက်ထိုင်းပေါ်သို့ပြစ်ထိုင်ချမိလိုက်ပြီးတုံရင်သောလက်များဖြင့်သူ့ရင်ဝကိုသူဖိမိ၏။ဘာလို့ရမှမသိအောင်ဖိရလီသောအဖြစ်ဆန်းကသူ့အား၆လန့်လျက်ရှိပြန်ပြီးသို့တော်ဤတစ်ချိန်တော့သူအားရှိအကုန်ထုတ်ကကိုကိုမမတ်ထားလိုက်၏။တော်ဝီပိုလီယာနာညီလုခတာတွေတက်မှဒါကအတိတ်ပဲမရှိဆုံးအလုပ်ပဲ။ ခွေးလေးခွေးလွင်ကြောင်လေးကြောင်လွင်ကြောင်ဝဲစားခွေးဝဲစားတွေတွေ့တွေ့ရကကောက်လာတာကိုပဲလွန်လှပြီအခုတခါလမ်းပေါ်ကသတောင်းစားကလေးကို ကောင်ကလေးသည်ရုတ်တရက်လှုပ်ရှားလာသည် သူ့မျက်လုံးများအယောင်ထွက်လာပြီးမျက်နှာကိုမော့လေ၏သူ၏တမ်းမာသောခြေထောက်များဖြင့်ချီနှလန်းမြတက်ခါဒေါ်ပေါ်လီအားမကြောက်မရွံ့ရင်ဆိုင်လိုက်သည်ကျုပ်သူတောင်းစားမဟုတ်ဘူးဗျခမည်းစီကလည်းဘာမှလိုချင်တာမဟုတ်ဘူးကျုပ်စားဖို့နေဖို့အတွက်အလုပ်လုပ်ဖို့စဉ်းစားနေတာ အဲ့ဒီကောင်မလေးကခမရတိတ်ကောင်းနေတိတ်တနာတတ်တယ်ကျုပ်ကိုဆိုရင်တိတ်သူလက်ခံချင်မှာပါဆိုပြီးခေါ်လာလို့ပေါ့ဗျာမဟုတ်ရင်ခမရအိမ်ကြီးကိုကြုံရလောက်မှာတာမဟုတ်ပါဘူးဟုပြောကခြာခနဲလွှဲရိခက်တီတီရှက်ထွက်သွားပုံမှာတနာเสียတာမဟုတ်ပါကအမြင်ကက်เสียခလေးဖြစ်နေပေလိမ့်မည်အိုအန်တီဘော်လီသူ့ကိုဒီမှာခေါ်ထားဖို့အန်တီဝန်တာလိမ့်မယ်ထင်လို့တမီအန်တီဝန်တာမယ်ထင်လို့ ဒေါ်ပေါ်လီကပေါ်လီယာနာတိတ်တိတ်နေရန်လက်ထောင်ပြလေးရဤသူမှာတင်းထားသမျှအကုန်ရှော့ရတော့မြည်ကဲ့သို့ဖြစ်ရဤကောင်ကလေးပြောသွားသည့်ခမည်းတိတ်ကောင်းနဲ့တိတ်တနာတတ်တယ်ဆိုလို့ဆိုသောစကားများသည်သူနာတဲ့ကမထွက်သူအားဖီစည်းနေကြဘာမှမလုပ်တတ်တော့အောင်ဖြစ်ရတော့အဖြစ်ကလည်းဖီစည်းတော့မြည်စစ်စစ်သို့တော်သူ့စိတ်ကိုသူအစွန်းကုန်တင်းကရှိသမျှအင်္ဂါကလေးများကိုဆူ၍တွန့်လှန်ရသည်ပေါ်လီယာနာဟုသူရှာစွာအော်လိုက်ပြီး ညီမတခါလာလဲဝမ်းသာတာဝမ်းသာတာနောက်ထပ်မကြားကျင်ဘူးတကယ်တည်းမနဲ့လင့်ကလေးကညအထိဝမ်းသာတယ်ဝမ်းသာတယ်ဝမ်းသာတယ်ဒါပဲငါတော့ယူကျင်ပြီဟုဆိုလိုက်သည်ပေါ်လီယာနာမှာအန်အောလွင့်ရဲ့ပါဇာဟောင်းသားနေနေရာမှာအိုးအန်ဒီပေါ်လီတမိဝမ်းသာတာဆိုအန်ဒီလဲဝမ်းသာဟုဆိုပြီးပါဇက်ကိုကြပြားကြရလက်ဝါးပြိပိတ်ကအခန်းထဲမှာဒရော့တော်ပါထွက်ပြေးလီတော့ဤ ကောင်ကလေးအိမ်ဝင်လမ်းဒိတ်တို့မရောက်မီပေါ်လီယာနာသူ့ကိုမိလိသည်ဟေးကောင်လေးကောင်လေးဂျင်မီပင်ငါစိတ်မကောင်းပါဘူးဟဲနင်သိစေချင်လို့ပါဟုဂျင်မီအားလှမ်းဆွဲ၍တားလိုက်ရင်အမောတကောပြောလိုက်၏စိတ်မကောင်းတာတွေဘာတွေမလိုပါဘူးဟာငါနင့်ကိုအပြစ်မတင်ပါဘူးဟုအကြောင်းကောင်ကလေးကစူအောင်အောင်ပြောပြီးဒါပေမဲ့ငါတူတောင်းစားမဟုတ်ဘူးဟာဟုရုတ်တရက်ဒေါသထွက်သလိုဆက်ပြောလိုက်သည် အေးပါနေမဟုတ်တာငါသိပါတယ်ဒါပေမဲ့အန်တီကိုတော့နေအပြစ်ပနေပါနဲ့ဟာငါပြောတာကမှားသွားလို့နေမှာပါနေဘသူပဲဆိုတာကိုငါကရေးရဲလဲလဲမပြောမိလို့နေမှာပါအန်တီကတကယ်ကောင်းတကယ်တနာတတ်ပါတယ်ဟာအမြဲဒီလိုပါပဲငါပြောတာကမရှိလို့ဖြစ်ပါလိမ့်မယ်ဘာလို့မဆိုနေအတွက်နေစရာငါပေးခြင်းပါတယ် ကောင်ကလေးကပခုံးချီလိုက်ကတော်တော်မြင်ဟန်ပြင်ပြီးမှနေပါစီဟာငါဘာသာငါရှာနိုင်ပါတယ်ငါကသူတော်စားမဟုတ်ပါဘူးဟာဟုဆိုလိုက်သည် ပေါ်လီယာနာကမျက်မှောင်ကျုပ်၍စဉ်းစားနေပြီးရုတ်တရက်သူ့မျက်နှာဝင်လက်ရည်လာသည်ဟေ့ငါပြောမယ်ဒီနေ့ညနေပိုင်းမှာထောက်ပံ့ရေးအသင်းကမိမကြီးတွေအစည်းအဝေးရှိတယ်လို့အန်တီပြောပေါ်လီပြောတန်ကြတယ်နေအကြောင်းကိုသူတို့စီတော့ပြောမယ်အဖေဆိုရင်ဒီလိုပဲလှုပ်လေရှိတယ် တော်သားကလေးတွေပညာသင်ဖို့ကိစ္စတို့ကောစောအသိကိစ္စတို့ပေါ့လေကောင်ကလေးကရုတ်တရက်ဒေါသဖြစ်ကြည်ကဟေ့ငါဒေါသလည်းမဟုတ်ဘူးကောစောအသိလည်းမဟုတ်ဘူးပြီးတော့ထောက်ပတ်ရည်အသိဆိုတာဘာမို့လဲပေါ်လီယာနာကအံ့အားတလူလူကြည်ရင်ချင်းမေပင်ရဲ့နင်းလဲဘယ်မှာကြီးခဲ့ရလို့ထောက်ပတ်ရည်အသိတို့ဘာတို့ကိုမသိရတာလဲဟုမေးလေသည်အေးလေနင်မပြောချင်နေပေါ့ဟုဆိုကဂယုမဆိုင်တို့လှဲ့ထွက်၍ ချောက်သွားတော့မှပေါ်လီယန်နာကသူ့ဘေးသို့ပြေးလိုက်သွားကဒါဒါကမိမကြီးတွေအများကြီးစုပြီးအချုပ်လှုပ်ထမင်းကျွေးတာတို့ဝေကောက်တာတို့စကားပြောကြတာပေါ့ဟာအဲ့ဒါထောက်ပံ့ရေးအသင်းပေါ့သူတို့ဟာတိတ်တနာတတ်တာဟာငါတို့စီကမိမကြီးတွေကိုပြောတာပေါ့ဟာဒီကမိမကြီးတွေကိုတော့ငါမတွေ့ဘူးသေးဘူးဒါပေမဲ့သူတို့ဟာအမြဲပဲကောင်းကြပါတယ်ဒီနေ့ညနေသူတို့ကိုငါနှင်းအကြောင်းပြောပြမယ်ဟုရှင်းပြလိုက်သည် ထိုအခါဂျင်မီကတခါဒေါပွားလာပြန်သည်ပြောရပါလိမ့်မအာကြီးတယောက်က သူတောင်းစာ ခေါ်တာအမရလို့မိမကြီးတွေတပြုံလုံးကတခါသူတောင်းစာလို့ခေါ်တာငါကလက်ခံလိမ့်မယ်လို့နင်ထင်လားဝေးပါသေးတယ်ဟာဟဲ့ဒါပေမဲ့ဟိုကိုနေလိုက်ရမှာမဟုတ်ဘူးငါတယောက်တည်းသွားပြီးပြောမှာပါဟုပိုလီယာနာကလှည့်မြန်စွာရှင်းပြလိုက်၏တယောက်တည်းသွားမယ်ဟုတ်လားအေး ြီးတော့ဒီတခါတော့ငါကောင်းကောင်းပြောပါမယ်ဟုခမမြန်ပြောလိုက်ပြီးကောင်းကလေးရဲ့မျက်နှာပေါ်တွင်တင်းမာမှုအနေငယ်ရော့လာသည်ကိုမြင်ရမှနင့်ကိုနေရပေးခြင်းနဲ့သူတို့ရှိမှာပါဟာငါသိပါတယ်ငါအလုပ်လုပ်မယ်ဆိုတာကို ပြောဖို့မမေ့နဲ့နော်ဟုဂျင်မီကတတိပေးလိုက်သည်မမေ့ပါဘူးဟုပေါ်လီယာနာကရှင်ပြစွာကတိထားလိုက်ပြီးနောက်ပြန်မှငါနင့်ကိုပြောမယ်ဟုဆက်ပြော၏ ဘဲကိုလာပြောမှလဲမနေ့ကနင့်ကိုတွေ့ခဲ့တဲ့နေရာပေါ့မစ္စတာသနိုးအိမ်သားမှလေကောင်းပြီလေငါအဲ့ဒီနေရာမှာလာဆောင်နေမယ်ဟုဆိုပြီးနောက်အင်းငါဒီညဖို့တော့ကေဟာကိုပြန်သွားရအောင်မှပဲထင်နေငါမှတခြားနေစရာလဲနေစရာမရှိဘူးဒီနေ့မနေ့ကအမထွက်လာခဲ့တာအသားကလေးရှိုးထွက်လာတော့ငါပြန်မလာဘူးလို့မပြောခဲ့ဘူးဟုတ်ရင်သူတို့ကငါပြန်မလာရဘူးဘာလို့လုံနေအောင်မဲ့ တကယ်တော့ငါပြန်မလာလဲသူတို့စိတ်ပူတာတို့ဘာလို့ရှိမှမဟုတ်ပါဘူးသူတို့ကအိမ်ကလူတွေလို့မဟုတ်ဘူးသူတို့ကသိကယူမဆိုင်ဘူးဟုခပ်ပြပြပြောပြနေလေသည်ပိုလီယာနာကစာနာမိဟန်ပြေခေါင်းငယ်ရင်ငါသိပါတယ်ဒါပေမဲ့နှက်ပြန်နင့်စီငါလာတော့နင့်ကိုကယူဆိုင်လုံးမဲ့သူတွေနဲ့ရိုးရိုးအိမ်နေနေဖို့ရပါလိမ့်မယ်ကဲသွားတော့မယ်ဟုအိမ်ကြီးဘက်စီတို့ပြန်လှည့်လာရင်နှုတ်ဆက်ခဲ့၏ ထိုအခိုက်တွင်စာပန်ခံတကားအနီးမှနေ၍ကလေးနှစ်ယောက်ရဲ့စကားပြောနေသည်ကိုကြည့်နေသောဒေါ်ပေါ်လီသည်ကောင်းကလေးထွက်သွား၍လမ်းခွေတစ်ခုသို့ချိုးဝင်ပြောက်ွက်သွားမှတပင်းတစ်ချက်ချလိုက်ပြီးပင်မနှွမ်းလျားစွာအပေါ်ထက်သို့တက်ခဲ့လေ၏ဒေါ်ပေါ်လီသည်ခါတိုင်းတော့ဤသို့မဟုတ်ချီသူ၏နားထဲတွင်ကောင်းကလေးရန်တွေ့သလိုပြောသွားသော ခမည်းတိတ်ကောင်းနှင့်တိတ်တနာတတ်တဲ့ဆိုလိုဟုသောစကားများကိုကြားရောက်နေမိ၏ သူ့ရင်ထဲတွင်ကတစုံတစ်ခုသောအရာပျောက်ဆုံးသလိုဟာလာဟင်းလင်းဖြစ်၍ကြံ့ရစ်ခဲ့လေသည် အပိုင်း7နှစ်ထောက်ပံ့ရေးအသင်းသူများ၏ရှေ့ဝယ်ဟေနန်အင်ဂျီတွင်နေ့လယ်စာစားပွဲမှာညီသက်လာသည်ထိုနေ့ကထောက်ပံ့ရေးအသင်းအစည်းအဝေးရှိသည် အိုလီယာနာစကားပြောရင်အထုတ်ခဲ့တော်လဲမအောင်မြင်ခဲ့သူ့မှာမျက်နှာပြက်လက်အောင် စိတ်မသက်မသာဖြစ်ရသည်ကဝန္တာတီဆိုသောစကားကိုပြောရင်းကရထားလိုက်ရသည်မှာလေးချိန်များရှိပြီဖြစ်သောကြောင့်တီပြစ်စမအချိန်မှာတော့ဒေါ်ပေါ်လီကစိတ်ပြက်လက်ပြက်ခေါင်းရမ်းကကဲ့ကဲ့ခလေးရဲ့ပြောချင်လားလဲပြောလိုက်ပါတော့ဒီလောက်တောင်ဖြစ်နေမှတော့လဲပြောလိုက်တာကမှ တော်ပါလိမ့်ဦးမယ်ကဲပြောပြောဟုဆိုတော့ပေါ်လီယာနာဤမျက်နှာကလေးမှလည်းကြည်လင်ရေးလာလေသည် ကျေးဇူးပဲအန်ဒီရဲ့တမိလေးဒါကိုမပြောဘဲနေရတာအတော်ဆင်းရဲတယ်သိလားဒီကစားနီးကိုကစားလာတာလဲကြာပြီမဟုတ်လားဘာလောက်လာတယ်မင်းဟုတ်ဒေါ်ပေါ်လီကမေးသည်ကစားလာတာအန်ဒီဝမ်းသာတဲ့ကစားနီးလေးအဖေကပေါ်လီယာနာရုတ်တရက်မျက်နှာနီးပြန်ကရက်လက်ရပြန်သည် သူမမှာမပြောရသည့်စကားတွေကလည်းများပြားပါပြီချင်းဒေါ်ပေါ်လီသည်မျက်မှောင်ကျုပ်လိုက်တော့လဲဘာမှမပြောတော့ နေ့လယ်ကျစားရပြီးသည့်အထိဘာမှမပြောတော့နောက်အတော်ကလေးကြာတော့ဒေါ်ပေါ်လီကတယ်လီဖုန်းဖြင့်ထွန်းနေ့ညနေထောက်ပံ့ရေးအသင်း၏အစည်းအဝေးသို့သူခေါင်းကားရေးမလာတော့ကြောင်းအကြောင်းကြားတော့ပေါ်လီယာနာဝမ်းမနဲ့မိကြီးအန်တီပေါ်လီသူ့အခန်းသူတက်သွားပြီးတကားပိတ်လိုက်တော့ပေါ်လီယာနာကစိတ်မကောင်းကြောင်းပြောရင်အထုတ်သေး၏သို့တော့ထွန်းညနေသူကအသင်းအစည်းအဝေး၌ဂျင်းမီပင်အကြောင်းတက်ပြောရာတွင်သူ့အတော်မရှိသေးကိုတော့သူဝမ်းမသာပဲမနေနိုင် အန်တီဘော်ဒီကဂျင်မီပင်အား သူတောင်းစားကလေးဟုခေါ်လိုက်သည်ကိုသူမမေ့နိုင်ထောက်ပံ့ရေးအသင်းများ၏ရှေ့တွင်အန်တီဘော်ဒီကဤသို့ခေါ်လိုက်မည်ကိုတော့သူမလိုလားကြည်ထောက်ပံ့ရေးအသင်းသူများသည်နှစ်နာရီအချိန်တွင်သူ့အိမ်မှာဝဲမရှိတရှိ ဝေးသောဖျားရှိကိုကြောင်းဤဝစ်လက်ဆောင်တွင်စီဝေးလုံးမည်ကိုပေါ်လီယာနာသိသည်ထို့ကြောင့်သူသည်၃နာရီထိုးကန်ဤတွင် အရောက်သွားရန်စီစဉ်သည် သူတို့အားလုံးရောက်ချိန်လောက်မှသွားမယ်မဟုတ်ရင်ဟိုမှာရှိတဲ့လူကားမှဂျင်မီပင်ကိုမွေးစားကျင်တဲ့သူဖြစ်နေမယ်ပြီးတော့လဲထောက်ပံ့ရဲ့အသင်းသူကြီးများဖို့နှစ်နာရီဆိုရင်သုံးနာရီမှရောက်ကြတာပဲမဟုတ်လားဟုသူဟာသူပြောနေမိ၏ပေါ်ဒီယာနာတီသူ့ကိုယ်သူစိတ်ချယုံကြည်လျက်ငြိမ်သက်စွာဖြင့်ချက်ကြောင်းလေလေကားတင်များအတိုင်းတက်ခဲ့ကတကားကိုတွန်းဖွင့်လိုက်ပြီးခမ်းမကြီးအဝင်လန်းသို့ဝင်လာခဲ့၏ တကားမကြီးစီမမိမကြီးများစကားပြောတဲ့ဤတဲ့များကြားနေရ၏တကားမကြီးတွင်ခမားများနေထိုင်ပြီးအတွင်တကားတစ်ခုသို့တွန်းဖွင့်၍ဝင်လိုက်သည်စကားပြောတဲ့များငြိမ်ကျက်သွားပြီးအံ့အားသင့်လျက်ကြည်နေကြခြင်းတွင်ပိုလီယာနာသည်ခရင်ရုံပင်ရှေ့သို့တိုးသွားသည်ပြောဖို့အချိန်ကပ်လာသည်နှင့်သူမှမကြုံစဘူးဒူးတုံခြင်းသလိုဖြစ်ရ၏တကယ်တော့မတိတဝက်တိတဝက်မျက်နှာများသည် သူ့အချစ်တော်အမျိုးသမီးကြီးများမဟုတ်ကြကြည် ော်တော်တို့ကျမ်းမာကြရဲ့လာရှင်ဟုရင်ကျိတ်သိမ်မွေးစွာနှုတ်ဆက်လိုက်ပြီးတမိကပေါ်လီယာနဟုတ်တီးရပါတော်တော်တို့အချို့တော်လည်းတမိကိုတိတိကြပါလိမ့်မယ်တမိကတော့အခုလိုတစုတည်းမတွေ့ဘူးပင်မဲ့အားလုံးကိုတိပါတယ်ဟုပြောလိုက်၏အလုံးတိတ်ဆိတ်လျက်ရှိ၏အချို့သောအမျိုးသမီးများကသူတို့၏အသင်းသူဒေါ်ပေါ်လီ၏ထူးခြားသောဒူမကလေးကိုသိကြသည် အလုံးလိုလိုပင် သူ့အကြောင်းကိုကြားပူးကြသည် သို့တော့ယခုမှဘသူမှဘာမှပြောဖို့တတိမရကြကိစ္စတစ်ခုကိုတော်တော်တို့စီတင်ပြဖို့တမီလာလာပါတယ်ဟုပေါ်လီယာနာကသူ့အဖေပြောနေကြစကားများတိုင်းပြောလိုက်သည်အမျိုးသမီးကြီးများလွတ်လွတ်ရွတ်ရွတ်ဖြစ်လာ၏မစ္စတာဖိုကတမီကလေးကိုတမီကလေးရဲ့အတော်ကလွတ်လိုက်တာလားကလေးရဲ့ဟုမေးတော့ပေါ်လီယာနာကအနေငယ်မျက်နှာပြက်သွားပြီး မဟုတ်ပါဘူးတမိဖာတာတမိလာခဲ့တာပါတမိကတမိအဖေနဲ့အတူကျွမွေးဆောက်ရှောက်ခဲ့တဲ့ထောက်ပံ့ရေးအသင်းလူကြီးများအကျွမ်းဝင်ရှိပါတယ်ဟုဖြစ်သဖြင့်တစုံတယောက်ကတခိခိရည်လေရာမစ္စတာဖိုကမျက်မှောင်ကျုပ်၍တားလိုက်ရ၏ပြောပါအောင်ကလေးရဲ့ဘာတဲ့လဲဟုတ်ကဲ့ဂျင်မီဘင်အเจ้าမှာသူ့မှာကမိဘမဲ့ကလေးကေဟာကလွဲလို့နေစရာအိမ်မရှိပါဘူးကေဟာကလည်းပြည့်နေပြီသူ့ကိုလည်းမလို့ကြားကြဘူးလို့သူကထင်ပါတယ်ဒီတော့သူတခြားတနေရလိုပါတယ် ရိုးရိုးအိမ်မျိုးပေါ့အဆအုံတွေဘာတွေမဟုတ်ပဲအဆွေရှိတဲ့အိမ်မျိုးပြီးတော့ဂယုဆိုင်တဲ့အိမ်သားတွေရှိတဲ့အိမ်မျိုးပေါ့သူက30နှစ်ကျော်12နှစ်ထဲမှာပါဒေါ်တော်တို့အထက်ကတယောက်နှစ်ယောက်ကတော့သူ့ကိုအတူနေဖို့ခေါ်ထားခြင်းလိမ့်မယ်လို့ထင်ပါတယ်ပေါ်လီယာနာဤစကားအဆုံးတွင်အလုံးမင်တက်မိတယ်လို့ကြောင်ပြည့်ကြည့်နေကြရမှတယောက်က ကဲကွယ်ကြုံမှုကြရဲ့လားဟုခတ်တုတ်တုတ်ဆိုလိုက်သည်ပေါ်လီယာနာသည်အမျိုးသမီးကြီးများ၏မျက်နှာများကိုမျှော်လင့်ချက်ကြီးစွာဖြင့်လှည့်ရကြည့်နေမိလေသည်ထို့နောက်မှအိုးသမီးပြောဖို့တခုမေ့နေလို့ပါ"သူအလုလုပါလိမ့်မယ်"ဟုထပ်ပြောရသည်သူ့တိုင်အောင်ဘသူမှဘာမှမပြောဘဲငြိမ်သက်နေပြီးမှမိမတရားနှစ်ယောက်ကမပါစစ်မပါတပါဖြင့်မေးခွန်းထုတ်ကြ၏ မကြမီသူတို့အားလုံးသိကျင်နာအကုန်သိကြရပြီဖြစ်၍သူတို့အချင်းချင်းကြည်ကြည်လဲလဲမဟုတ်စေကမူစိတ်အားထက်သန်စွာဆွနေကြလေတော့ဤပေါ်လီယာနာလည်းသူတို့စကားပြောကြသည်ကိုတထိတ်ထိတ်ဖြင့်နားထောင်နေလေ၏သူတို့ပြောကြသည့်စကားအားလုံးကိုတော့နားမလဲသို့တော့ဤရွယ်ကောင်းကလေးများမရှိသေးသည့်အိမ်များစွာရှိသည့်ဖြစ်ဟိုလူယူပါဒီလူယူပါဟု အချင်းချင်းသာလှည့်၍တိုက်တွန်းနေကြပြီးကိုယ်တိုင်လက်ခံခြင်းသူမရှိဟု၍နားလဲရသည် ငါ့မစ္စတာဘိုက အသည့်အနေဖြင့်ယခုနှစ်ရေညရဲ့ခြားကလေးများထံသို့ထောက်ပံ့ငွေများပေးမြို့မိအစားဤကလေးအားထောက်ပံ့ရန်ပညာသင်ရန်တာဝန်ယူသင့်ကြောင်းမရေတရဲ့အဆိုတင်သွင်းနိုင်ကြရသည်ထို့အခါတွင်အမျိုးသမီးအတော်များများကထ၍စကားပြောကြသည်သုံးလေးယောက်တစ်ပြိုင်တည်းလည်းပြောကြသည်အတန်လဲကျဲလာပြီးဆော့ဆော့ကထွက်ပေါ်၍ကျန်တက်လာကြသည်သူတို့အသည့်မှာအရှိတိုင်းတာသနာပြုအဖွဲ့များသို့ ပေးလူငွေများကြောင့်နမီကျော်လျက်ရှိသည်ဤနှစ်ငွေရော့ရိတ်လူရမည်ဆိုလျင်ရှက်တာနှင့်တေးရတော့မည်ဟုလည်းအချို့ကဆိုကြသည်ဤနေရာတွင်အချို့စကားများကိုပိုလီယာနာနားမလည်လိုက်တော်လဲပတ်စံကိုဘာလို့ပြစ်ပြစ်အချင်းအစီရင်ခံစားတစ်ခုတွင်သူတို့အသိအမည်နှင့်ရှင်တွဲလျက်ပါရှိသောငွေကနန်းအလိုက်စည်ရင်ထိတ်ကနေလျင်ပြစ်စဒန်းဆိုတကယ်သို့ဖြစ်သည်သူတို့ပြောကြတာတကယ်တော့ဤသို့ဟုတ်ချင်မှဟုတ်မည်။သို့တော့ရှုပ်ထွေးနေပြီးတိတ်ချင်းချင်းငငယ်မဟုတ်။ထို့ကြောင့ ချက်ချောင်းပြင်ဘက်သို့ရောက်လာတော့သူဝမ်းသာရသည်ဂျင်းနီဂျင်းမီကိုပြောပြဖို့အတွက်တော့လွယ်လဲလွယ်မီမဟုတ်စိတ်ညစ်စရာကလွယ်ရည်ဘာမှပြောစရာမရှိရည်စိတ်ခါစိတ်ထဲကတော့မကောင်းထောက်ပံ့ရေးအသင်းသူကြီးများကသူတို့၏အလူငွေများကိုကို့မျိုးကကောင်ကလေးတယောက်လူလားမြအောင်ကျူးမျိုးကျူးစုဖို့ထက်ဝင်းမြေရဲ့ချားကကလေးများအတွက်သာပေးလူလူကြောင့်ဆုံးဖြတ်သည်ကိုမျိုးကကလေးကိုကျွေးမွေးပြုစုခြင်းဖြင့်အစီအေခံစားတွင်စီးရင်မဝင်ဟု ညမန်နှင့်အယက်မြင့်မြင့်အမျိုးသမီးတယောက်ကဆိုသည်ပိုလီယာနာသည်တပြင်းချလိုက်ပြီးတောကျုံအောင်ကြားကကလေးတွေစီကိုပတ်စံပို့တာမပို့စေချင်လို့ပြောလာတော့မဟုတ်ပါဘူးပို့တာကောင်းပါတယ်ဒါပေမဲ့ဒီကောင်ကလေးတွေကတော့ဘာမှအရေးမကြီးဘူးဟိုအဝေးကြီးကကလေးတွေကမှအရေးကြီးတယ်လို့ဖြစ်နေပါလားတကယ်ဆိုရင်အစီရင်ခံစာထဲမှာသူတို့အသင်းနဲ့မိကောင်းတာထက်ဂျင်မီပင်လိုကောင်းကလေးတွေလူလာမြောက်လာတာကိုသိသင့်ကြတယ်။ထင်တာပဲဟုသူ့ကိုယ်သူပြောမိလေ၏။ နာဆင်ပေးခဲ့သူအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ကြံရှိနေသေးသောအပိုင်းစက်များကိုလည်းဆက်မြောနာဆင်ပေးကြပါဦးနော်။နာဆင်ပေးသူပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။